ငလင်တန်ကြောင့်ငါးတန်းအစာအုပ်ပြိုချခဲ့ပြီးဝန်ထမ်းအယောက်40နဲ့ကစတမာတွေပြိမိနေခဲ့ပေမယ့်ခွင့်ပြုချက်မရှိလို့ကယ်ဆယ်ရေးမလုပ်ခဲ့ရကနေအားလုံးဒီပါအသက်ဆုံးရှုံးခဲ့ရတဲ့ပျော်ပွဲကံမောစားပန်မန္တလေးတိုင်းဒေသကြီးပျော်ပွဲမြို့နယ်မှာငလင်းလှုပ်ပြီးနောက်ပျော်ပွဲမြို့မှာဖွင့်လှစ်ထားတဲ့ကံမောစာဘန်မှာပိမိနေတဲ့ဝန်ထမ်းတွေအသက်ရှင်ကျန်ရစ်သူမရှိနိုင်တော့ကြောင့်တပ်ဆိုင်ရာကကြေညာလိုက်တာပဲဖြစ်ပါတယ် နီသက်ဌာနချုပ်နဲ့စင်ကာပူနိုင်ငံမှအဖွဲ့တို့ဟာယမန်နေ့မတ်လ30ရက်နေ့နေ့လယ်2နာရီမိနစ်20အချိန်ခန့်ကလာရောက်စစ်ဆေးပြီးတဲ့နောက်ကမ်ဘောဇားဘဏ်အတွင်းအသက်ရှင်ကျန်နေသူမရှိတော့ကြောင်းစစ်ဆေးချက်တွေအရသိရှိရတယ်လို့သိရပါတယ်။ပထမစဖြစ်ကလေးကရက်ကွက်ထဲကလူတွေကဝိုင်းပြီးကယ်ဖို့လုပ်တယ်။သူတို့ကယ်ဆယ်ရေးအဖွဲ့တွေလာမှအနာကတ်ရမယ်ဆိုလို့ဒီအတိုင်းကြည်နေရတယ်။အချိန်လုံးတော့မှရောက်လာတော့အသက်ရှင်သူမရှိတော့ဘူးလို့ထုတ်ပြန်တယ်။ ပိမိနေတဲ့သူတွေအတော်ခံစားသွားရမှာဟုဆိုက ပြောပွဲမျိုးနေအမျိုးသားတဦးကပြောပါတယ်ကမ္ဘောဇာဘန်ဟာငွေကြေးလည်ပတ်မှုများတဲ့ဘန်တခုဖြစ်တာကြောင့်ဖြစ်စဉ်ဖြစ်ပွားတဲ့မက်လ28ရက်နေ့တုန်းကဖြစ်ဖြစ်ချင်းအချိန်မှာဘသူကမှအနာကပ်မခံမဲတန်ဆူးချိုးတွေနဲ့ကာထားခဲ့ပါတယ်။တခြားကကယ်ဆယ်ရေးသမားတွေကို လုံးဝပေးမဝင်ပါဘူး။ဘတ်ဖိုးအသေးနဲ့လုံနေပေမဲ့လုပ်ငန်းတွင်ကျင်းမှုလည်းမရှိခဲ့ပါဘူး။ချန်ရသူမိသားစုတွေကိုလည်းအနာပေးမကပ်ဘူး။ ဥအောင်ကိုဝင်လာကြည့်တဲ့အချိန်မှာလုပ်ငန်းလုပ်ပြနေပေမဲ့ကျန်တဲ့အချိန်မှာအာသွန်ခွန်ဆိုင်လုပ်နေတာမမြင်ရလို့မိသားစုဝင်တွေအားမလို့အားမရဖြစ်နေကြရတယ်။ဒီမနက်နိုင်ငံသားကကယ်ဆယ်ရေးသမားတွေလာစစ်တော့အသက်ရှင်နေသူမရှိတော့ဘူးလို့ပြောပြီးပြန်သွားကြတယ်။ကျန်ရသူမိသားစုဝင်တွေကကယ်ဆယ်ရေးကိုအချိန်မီလုပ်နေပါရန်နဲ့တည်ဆုံးနေဆိုရင်တော့ဖြေသာပါသေးတယ်။ အခုကရှေ့ရက်တွေမှာအတန်တွေကြားနေရပေမဲ့ထိရောက်တဲ့ကဲဆယ်ရေးတွေမပေးနိုင်လို့တေဆုံးကြတာဖြစ်လို့ပိုပြီးကြေကွဲရတယ်လို့ဆိုကမိသားစုဝင်တွေနဲ့နှီးဆက်သူတအူကပြောပါတယ်။ကျန်ရည်သူမိသားစုဝင်တွေရဲ့တခြားကလာတဲ့ကဲဆယ်ရေးသမားတွေရဲ့ကိုအနာကပ်မခံလို့ကဲဆယ်ရေးတွေနှောင့်နှေးခဲ့ရတာဖြစ်တယ်လို့ကျန်ရည်သူမိသားစုဝင်တွေကပြောပါတယ်။ဒီဖြစ်ပျက်နဲ့ပတ်သက်ပြီးနင်နာသူတယောက်ကကမ္ဘောစပန်တာဝန်ရှိသူများသိစေရန်ပေးမိနေတဲ့ကစတမာတွေကိုလုံးဝဂရုမစိုက်ပါဘူး။ သူတို့ဘဏ်ရဲ့ပတ်စံနဲ့စာရွက်စာရမ်းတွေပဲအရထုတ်နေပါတယ်။ပြုကြတဲ့နေရာမှာ customer တွေလည်းပိတ်မိနေပါတယ်။ဆက်ရန်နေရာကလည်း buffo အသေးနှလက်နဲ့ပဲအလုံးလုံးနေပါတယ်။လာဆောင်နေတဲ့ customer တွေရဲ့မိသားစုဝင်တွေကိုလည်းလုံးဝအရေးမဆိုင်ပါဘူး။ဘဏ်ထဲမှာပိတ်မိနေတဲ့ customer တွေရဲ့စာရင်းလည်းလုံးဝမကောက်ပါဘူး။ဘဏ်ဝန်ထမ်းတွေရဲ့စာရင်းကိုပဲအဓိကလုံနေပါတယ်။ကယ်ဆယ်ရေးလုံနေတဲ့နေရာမှာပိတ်မိနေတဲ့မိသားစုတွေလည်းရှိကြပါသေးတယ်။ ရဝဲကံမောစပန်ပြိုချမှုမှာဝန်ထမ်းတွေပိတ်မိနေပေမယ့်ကဲဆေးရေးအားမနိုင်လို့ပိတ်မိနေတဲ့သူတွေအသက်ရှင်လျက်ရှိနေတာတော့မှကဲလို့မရခဲ့ကြပါဘူး။သက်ဆိုင်ရာကိုအကြောင်းကြားတော့လေအထက်ကချတာကိုစောင်းရမယ်တဲ့ပြောစရာစကားလုံးလည်းမရှိတော့ပါဘူးဟုဆိုကဝန်내စွာနဲ့လူမှုကွန်ရက်စာမျက်နှာပေါ်မှာရှင်းဖွင့်ပြောကြားထားတာလည်းဖြစ်ပါတယ်